ဲတော့ကျွန်တော်ညီကိုမောင်မမများအားလုံးပဲမေလ14ရက်နေ့ရက်ညပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒါကျွန်တော်ဒီညပိုင်းအတွက်တနိဒာစီတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာ VSN ဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်ရအောင်ညာ။ကဲတော့ပထမဆုံးဒီ time မြန်မာနေဆက်မှာစီးတဲ့တို့ဒီအကြံပတ်စစ်ခွေတက်စကန်တွေကိုတခုမှမချင်အောင်ဆင်းလင်းတုတ်တင်နေတဲ့ကျွန်တော်တို့ဖတ်တီတို့ရဲ့တည်င်းကောင်းလေးကတော့ ရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့အကြံဘတ်စစ်ကောင်စီရဲ့တာလဲဗျူဟာစစ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကမေလ10ရက်နေ့မနက်အစောပိုင်းကစလို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လိုင်းတက်ခွက်တွေရဲ့ထိုးစစ်ဆင်မှုကိုအကြံပတ်စစ်ကောင်စီတက်ကလေကြောင်းပစ်ကူပေးပြီးခုခံခဲ့ပေမဲ့မေလ17ရက်နေ့မနေ့ကညနေပိုင်းမှာတော့တပ်စခန်းတစ်ခုလုံးကိုတော်လိုင်းတက်ခွက်တွေကတက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီစခန်းသိမ်းတက်ခွက်အတွင်းစစ်ကောင်စီတက်ဘက်ကအလောင်း10လောင်းထပ်မနဲ့တင်စီရမိခဲ့တယ်လို့အကြံပတ်စစ်ကောင်စီတက်သားတချို့ထိုင်းနိုင်ငံဘက်ကထွက်ပြေးသွားခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကဆိုတာပါတယ်။ အဲ့တော့ဒါကျွန်တော်ဖတ်ထီတို့ကတော့ဒီထိုင်းမြန်မာနယ်စပ်မှာစီးတဲ့သူတို့ဒီအကြမ်းဖက်စစ်ကွေတပ်စခန်းတွေတခုမကျန်အကုန်လုံးဆင်းလင်းတုတ်တင်နေတဲ့ဂျားတဲကဘုံမှာအခုဆိုရင်တော့ဒီတာလေပြူဟာစစ်စခန်းကိုမနေ့ကမေလ17ရက်နေ့မှာအပိသက်သိမ့်ပိုက်နန်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာဆက်ပြီးတော့လည်းဒီအောင်စရာစစ်ကြောင်းရဲ့နောက်တန်းကုတ်ကရေးစခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ့်ပိုက်တယ်ဆိုတဲ့သတင်းကောင်းလေးကလည်း ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နှစ်မိုင်ကျော်အကွာမှာရှိတဲ့အောင်စရာစစ်ကြောင်ရဲ့နောက်တန်းကုတ်ကရေးတပ်စခန်းကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကဒီကနေ့မေလ14ရက်နေ့မှာတိမ်ပတ်ရရှိခဲ့ကြောင်းသိရပါတယ်။စခန်းသိမ်းတပ်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကတိုက်စုံမှုအကြီးအကျယ်နဲ့တပ်ပွဲအတွင်းလက်နက်ခဲယမ်းရရှိမှုကိုတော့အတိပြုနိုင်ခြင်းတော့မရှိသေးပါဘူး။အဲတော့ဒါကျွန်တော်အရင်ကပြောခဲ့သလိုပဲနော်။တစ်ချိန်ကဒါသူတို့ဒီအကြမ်းဖက်စစ်ခွေတပ် ဖင်တောင်ကြောက်ခရရတဲ့ဒါကျွန်တော်ဖတ်တီတို့ကတော့တဖန်ပြန်လာနေပြီဆိုတာမင်းတို့ဒီအကြံဘတ်စစ်ခွေတက်ထရေကျုံတပေါက်ကောင်တွေအခုချိန်မှာမင်းတို့အတိတရားလေးတွေဝင်ပြီးငါတို့တော်လိုင်းကြီးဘတ်ချံကိုအလင်းဝင်ကြဖို့အခွင့်အခါကောင်းဆိုတာမင်းတို့ခေါင်းထဲမှာလည်းထည့်ထားကြအောင်နော်ကဲတော့တတိယသတင်းကောင်တပုတ်အနေနဲ့ကလည်းမေလ၁၄ရက်နေ့ဒီကနေ့မနက်အစောပိုင်းကမြန်မြို့နယ်ကန်နီပူစောတိကျွော်ကနေအစိပတ်ရွာတောင်ချေဘတ်စီအင်အား30နီးပါးနဲ့ထွက်လာတဲ့အကြံဘတ်စစ်တပ်ရဲနဲ့ပြူစောထီတွေကိုတော်လိုင်းတပ်ဖွဲ့တွေကကင်းမုံချစောက်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် အဲ့ဒီတက်ခတ်မှုအတွင်းပြူစောတိတကောင် နေရာမှာနေမြင့်တေဆုံးခဲ့ပြီးတယောက်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ဆက်ပြီးတော့လည်းဒီခွေချင်းချင်းကပ်ပြီးတော့မာလကီးယားသွားကုန်ကြတဲ့တည်င်းကောင်းလေးကလည်းမကွေတိုင်းအထက်မင်းလာမြို့နယ်မှာစီးတဲ့စန်တက်ကြီးဘျူဟာတပ်စခန်းမှာအကြံပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပြစ်ခတ်တပ်ဖြတ်မှုဖြစ်ပွားခဲ့ပြီးတအူးတေဆုံးသွားခဲ့ကြောင်းအဆိုပါမြို့ကန်တွေကပြောဆိုထားပါဗျ။ ပုံမှန်မဟုတ်တဲ့တနက်ပြက်ကတ်တံတွေအရင်ကြားရတယ်။ဒီနေ့ကျတော့အဲ့ဒီဗျူဟာမှာတာဝန်ကျနေတဲ့အမြောက်တပ်ကစစ်သားတအူတက်သေးတယ်ဆိုပြီးတက်တွင်ထဲကသတင်းတွေထွက်လာတယ်။တကယ်ကတော့အချင်းချင်းပြက်ကတ်မှုဖြစ်ပြီးသေတာလို့မေလာမြုပ်ကန်သတင်းကြီးမြစ်ကဆိုထားပါဗျ။အဆိုပါဖြစ်စဉ်ကမေလာ7ရက်နေ့ညနေ3:00ခန့်အချိန်မှာဖြစ်ပေါ်ခဲ့ပြီးစစ်ကောင်စီဘက်ကသတင်းထိမ်းချုပ်ထားတယ်လို့အထက်မေလာမြုပ်နယ်မှာပြည်သူ့ကာကွယ်ရေးဘော်တအူကလည်းပြောဆိုထားပါဗျ။အဲ့တော့တနေ့ထက်တနေ့စီလုံးမှုတွေပြက်ပြားလာပြီးတော့သူတို့ခွေးအချင်းချင်းတွေပြန်ကြိုက်ကြရင်လည်းအခုဆိုရင်သေတာလည်းအရောက်ပေါ်မနေတော့ဘူးနော်။ အဲ့တော့ဒါဘယ်လိုပြောရမလဲပြည်သူတွေရဲ့မေတ္တာစူးတယ်လို့ပဲပြောအောင်ပေါ့နော်နောက်ထပ်ဒီနေထင်းရဲခွေးတူထပ်မံပြီးတော့မလကီရသွားတဲ့တည်င်းကောင်းလေးကလည်းပကိုးတိုင်းတာယာဝတီခရိုင်ကျိုးပင်ကောင်းမြို့နယ်အတွင်းအမျိုးသား၂ယောက်စီးလာတဲ့ဆံကယ်ကိုပြစ်ခတ်ပြီးလူငယ်၂ဦးကိုတပ်ဖြတ်ခဲ့မှုတဲ့ဒီနေထင်းရဲခွေးမန်ဟင်းဆိုသူကိုမနေ့ကမေလ၁၃ရက်နေ့မနက်ပိုင်းမှာကျိုးပင်ကောင်းမြို့နယ်မြို့တွင်အုပ်စုအလဲကုန်းရရဲစခန်းကနေဆံကယ်နဲ့ထွက်လာစဉ်တွန်လိုင်းတပ်ဖွဲ့တွေကစောက်ကြိုတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီပြစ်ခတ်မှုအတွင်းနေတိုင်းဆိုသူကစံကေဘော်ကနေဆင်းပြေးပြီးအနီးနားမှာစီးတဲ့အရက်သားနေနေပေါ်ထွက်ပြေးဝင်ရောက်သွားတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကနေအထဲထိလိုက်လံဝင်ရောက်ပြီးတနက်နဲ့ပြစ်ခတ်ဆင်းလင်းခဲ့ရမှာတော့ဥကောင်းကိုတနက်ထိမှန်ပြီးခွေးတိဝတ်တိနဲ့တေဆုံသွားခဲ့ကြောင်းသိရပါဗျ။နောက်ဆုံးအနေနဲ့ကလည်းဒီအကြံပတ်စစ်ခွေးတောက်တိုင်အုတ်ကြီးတကောင်ငရေပြီထပ်ပြီးဆင်းသွားရတဲ့သတင်းကောင်းလေးကတော့ ပြီးခဲ့တဲ့မေလ12ရက်နေ့ညနေ9:30မိနစ်ခန့်ကစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုကိုအနိုင်ကျင့်ဗိုလ်ကျနေတဲ့ငဇုံမျိုးနယ်ဆွေတောင်ကျေးရွာအုပ်ချုပ်ရေးမှုဦးထွန်းဦးဆိုသူကိုမြင်းကြံတိုက်နယ်သုံးနဂနီပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့မှရဲဘော်တွေကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းနဲ့အဲ့ဒီလိုဖမ်းဆီးချိန်မှာရဲဘော်တွေကိုပြန်လည်ခုခံပြီးဖက်ပြေးဖို့ကြိုးစားတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာတော့နေရာမှာတိုင်းခွေးတီဝတ်တွေနဲ့တိတ်ဆုံသွားခဲ့ကြောင်းသိရပါဗျာ။ ဲတော့အကြံပတ်စစ်ခွေတက်တဲ့ပေါင်းပြီးငါတို့ပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေတာကိုအယတာတွေ့နေတယ်မင်းတို့တောက်တန်အုပ်ကြီးတွေနော်အခုဆိုရင်တော့ငါတို့တော်လိုင်းတက်ခွေတွေကမင်းတို့ကိုငရဲပြီးတကောင်ပြီးတကောင်ပို့နေပြီဆိုတော့ကနော်အခုထိကိုအတိတရားမရသေးဘူးနဲ့ဆက်ပြီးတော့မိုက်ရှင်နေသေးတဲ့ဆိုရင်တော့မင်းတို့မိသားစုဝင်တွေကိုတွားပြီးတော့အတုပဖိတ်စာလေးကြိုပြီးတော့ရိုက်ခိုင်းထားပါလို့ပဲတာငါတို့အနေနဲ့ကြောရှင်းပါတယ်ကဲတော့ဒီညပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီအကြံပတ်စစ်ခွေတက်ကနေလေကြောင်းကနေဘုံကျဲတက်ဖြတ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ျွန်တော်တချို့တော်လိုင်းတက်ဖွဲ့တွေကဒီဘုံကိုချင်းတူးတဲ့နေရာမှာတချို့ဆိုရင်ဒီ line ball တွေတင်နေကြတော့နော်အဲ့ဒီ line ball တွေတင်နေကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တင်တင်လားမတင်တင်လားဆိုတဲ့အကြောင်းအမိုက်ဤစိုးမြတ်တင်ရဲ့ပြောပြထားလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအမပြောမဖြစ်လို့ပြောပြရမယ်အကြောင်းရှိတယ်ပေါ့နော်ဒီတလော Facebook က reels တွေမှာပေါ့နော်ဘာတွေတက်လာလဲဆိုလို့ရှင်ဘုံခုချင်းနေရာနေပြီးတော့ဒီကလေးလေးတွေထွက်လာတယ် ပြီးတော့ TikTok ဆော့ပြရတယ်နောက်တစ်ခုကအမျိုးသမီးတွေထွက်လာတယ် TikTok ဆော့ပြရတယ်ဆိုရယ်ဗီဒီယိုလေးတွေအများကြီးစိတ်ချင်တက်လာတယ်ပေါ့နော်ပထမတော့ကတော့အော် okay တို့ရဲ့ဒီဒီပုံစံပေါ့နော်တို့နေရတဲ့နေထိုင်ရတဲ့ပုံစံအနေထားကိုဟိုပြရတယ်ဆိုပြီးတော့ပဲကိုကစိတ်ထဲမှာချင်တယ်နောက်ပိုင်းကျတော့မဖြစ်လာလဲဆိုရင်ဒီဘုံခုချင်းပုံစံဒီပေါ့နော်ဘုံခုချင်းပုံစံဘုံခုချင်းဒီလိုဆောက်ထားတဲ့ဟာတွေအပေါ်မှာကာထားတဲ့ဟာတွေကဒါကအ cover and concealment ကအစားတို့ဒီ ဗီဒီယိုထဲမှာထည့်ရိုက်ပြထားတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကနေပြီးတော့ဘူးတာအနေနဲ့ပဲပြတာပေါ့နော်ကိုအရင်တုန်းကဒီအင်ဂျင်နီယာတက်မှာတာဝန်ထမ်းဆောင်တော့မုံကိုကြီးနေတူရတယ်မုံကိုကြီးနောက်မှာသူဆစ်ဆောင်အတွက်မုံကိုကြီးတူရတာရှိတယ်နောက်တစ်ခုကဒီစစ်သားတွေအတွက်မုံကိုကြီးတူရတာရှိတယ်ဒီကားတွေအတွက်မုံကိုကြီးတူရတာရှိတယ်လက်နက်တွေလည်းမုံကိုကြီးတူရတာရှိတယ်ဒီဘုံကိုကြီးနေကလေ and classify information မဟုတ်ပါဘူး classify information မှာ classify information ဆိုတာကဒီ Facebook တေပေါ်မှာ ကျင်လို့မရဘူးလူတကာဟိုငါတော့ဒီပုံစံစောင့်နေပါတယ်ငါတို့ကတော့ဒီပုံစံတင်းတင်းတူးခဲ့ပါတယ်ဆိုတဲ့ဟာကိုပြောလို့မရတဲ့အဲအเจ้าညာဖြစ်တယ်ပေါ့နော်အဲ့ဒီအဲ့ဒီဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုလုတ်ပြီးတော့သတိလာပေးတာပေါ့နော်ဟိုတစ်တော့မဆော့ရအောင်မဟုတ်ဘူးတစ်တော့ဆော့လို့ရတယ်ဒါပေမဲ့ကိုဆော့လိုက်တဲ့တစ်တော့ကနေပြီးတော့အဲ information ရသွားခဲ့တဲ့ခါကြလို့ရှင်ဒီဗီဒီယိုလေးတစ်ပုတ်ကနေပြီးတော့လူအသက်ပေါင်းများစွာဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းကိုလာပြောပြတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ ဘုဒ္ဓတာရှိတဲ့လူတွေကလည်းဒီကလေးတွေကိုဟိုကောင်းကောင်းမွန်မွန်ပြောပြဖို့ပေါ့နော်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလာပြောပြတာဖြစ်တယ်ပေါ့နော်ဒီဘုံဖို့ဒီနေမတင်ပါနဲ့ဘုံဖို့ဒီဗီဒီယိုတွေမတင်ပါနဲ့ဘုံဖို့ဒီတပုတ်တွေမတင်ပါနဲ့ဆိုပြီးပြောလာတာအတက်တက်ဘာလို့မတင်ခိုင်းလဲဆိုလို့ရှိရင်စစ်တပ်ထိုင်းမှာစစ်အင်ဂျင်နီယာတွေရှိတယ်စစ်အင်ဂျင်နီယာတွေဆိုတာကလေဘုံဖောက်ခွဲတဲ့လူတွေဘုံဖို့ချင်းတူတဲ့လူတွေနောက်ပြီးလို့ရှိရင်ဒီရန်သူ defense side offense side ူးတဲ့လူရှိတယ်။မြန်မာစစ်တပ်မှလည်းအဲ့ဒါရှိတယ်။မြန်မာစစ်တပ်မှလည်းရှိတဲ့ကြောင့်ဘုံခုချင်းပုံစံကိုသူတို့တွေ့သွားတာနဲ့အော်စစ်အင်ဂျင်နီယာတွေကနေပြောလေ။အော်သူတို့ဒီလိုပုံစံမျိုးတူထားပါလား။အော်ဒီလိုပုံစံမျိုးလား။လိမ်မြန်မလေးလိမ်မြန်သမားလေးကြဲကြင်နဲ့ကြဲချတာမဟုတ်ဘူး။စစ်အင်ဂျင်နီယာသမားတွေကနေပြောဟယ်လိုဒီလိုဒီလိုရှိတယ်လူပုံစံမျိုးရှိပါတယ်ဆိုပြောတော့မှဘယ်နေရာမှာလဲဘလို့အခြေအနေလဲဘလို့ပုံစံမျိုးထူထားပြောပြမှသာလင်းမြန်မောကနေပြောကျဲချတာကျဲချင်တယ်ကျဲချတယ် okay မှန်တယ်ကျဲချင်တယ်ကျဲချတယ် ဒါပေမဲ့လင်းမြန်ဝဲပြီးမှကျဲတာမယုံသတိထားကြည့်လိုက်ဝဲပြီးမှကျဲတာဘာဖြစ်လို့လဲဆိုဒီနေရာတေးကြပြီးဆိုမှဒီနေရာမှာကျဲချတာဘေးနားမှာရှင်သွားတဲ့ဟာတွေကဆင်ပါပဲဆိုတော့အပေါ်ကတည်ပြီးတော့ကျဲချတဲ့အတွက်ကြောင့်ဆင်ပါပဲဒါပေမဲ့အဲ့နေရာတေးကြပြီးဆိုမှတော့ကျဲချတယ်နော်အဲ့ဒီတော့မတင်ပါနဲ့လို့ပြောတာလေဘူးအသက်တစ်ချောင်းဆုံးရှုံးရမှာလူအသက်ပေါင်းများများစွာဆုံးရှုံးရမှာကိုစောက်ဆန့်ရတာပဲမကြည့်နဲ့နော်လူအသက် ူးတွေအသက်တွေဆုံးရှုံးနေတာနေ့စဉ်နဲ့ညဆုံးရှုံးနေဟောင်းကြည်ခေါင်းထဲမှာနမူနာယူငါတင်လိုက်တဲ့ဗီဒီယိုကြောင့်ဒီလိုမျိုးအသက်ဆုံးရှုံးနိုင်မှာလားဆိုတာကိုခေါင်းထဲမှာတွေးမလုံနဲ့ဆိုမလုံနဲ့ပေါ့ဘာဖြစ်လို့မလုံခိုင်းလဲဆိုရှင်ငါရဲ့အတွေ့အကြုံကလေဒီတော်လှန်ရေးမပြီးခင်ကနေစီးလေးချင်းပူနေသွားခဲ့တာသူနဲ့တယ်နော်အဲ့တော့ဒီလိုပြောပြနေတယ်ဆိုတော့ကမဖြစ်စေချင်လို့ပြောပြနေတယ်ဆိုတော့ခေါင်းထဲမှာနေတိုင်းတွေး အဲ့တော့ဒီအမကြီးပြောသားသလိုပဲတချို့ကျွန်တော်တော်လိုင်းတက်ခွက်ရဲ့အနေနဲ့ကလည်းတချို့သောဟာတွေကိုထုတ်ပြန်တင်တာတွေကိုပဲထုတ်ပြန်ပြီးတော့ထင်ချန်ထားတဲ့ဟာတွေကိုထင်ချန်ထားကြဖို့တော့လိုပြီးတော့နော်အဲ့ဒါလို့လုံးဝပဲဒါကျွန်တော်မဆုံးဆုံးတင်တဲ့ဟာတွေမဆုံးဆုံးရမှာပဲဖြစ်ပါတယ်ဗောနော်အဲ့တော့ပြင်ဆင်တင်တာတွေကိုပြင်ဆင်ကြပါလို့ပဲဒါပြောရင်းနဲ့ပဲနောက်ထပ်သူတို့ဒီစစ်ခွေဘောမတကောင်ဒီပန်ရဲကိုကလည်းသူတို့ဒီခွေတက်ရဲ့ဖာချင်းဖာချင်းလိန်လယ်မီဒီယာတွေကဒါကျွန်တော်တော်လိုင်းဘတ်ချန်ကမီဒီယာအနေနဲ့ဆင်လိုက်ရင်အဆုံးကြီးဆုံးနေပါတယ်ဆိုပြီးတော့ဘလို့တွေဝန်ခံထားအောင်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ဗျာ နေ့ချိန်ဒီဟာလာကျွန်တော်ဒါဟိုကျွန်တော်သုံးသက်ချက်ရပြောမှာဆိုဒါဟိုဘက်ချမ်းမှာရှိတဲ့မီဒီယာတွေရှိရကိုစီတို့နောက်ကကိုလူမြတ်ကျော်တို့နောက်ကအမြအဲ့မှာပါကိုပိုးလေးတို့ဒါကျွန်တော်တွေ့တယ်သူတို့ဒီရဲ့မီဒီယာတွေမှာဆိုဝင်ကြည့်လိုက်ကွန်မန့်တွေဝင်ကြည့်လိုက်သူတို့ကြည့်ရှုတော့တိုင်းတဲ့ခြေတွေကြီးပဲတော့အမှန်တရားပါတော်တော်ခြေတဲ့သူတွေကြီးပဲနော်အဲ့တော့သူတို့က YouTube တွေကလည်းဝင်ဝင်ရှိတယ်နော်ဝင်ဝင်ရအဲ့တော့သူတို့ကကြည့်ရှုသူကလည်းများတယ်အဲ့ဘာကြောင့်ကြည့်ရှုမှာ ဲ့ဒီဘက်ကိုအားပေးဖို့အတွက်ကြီးစုသူကလည်းတအားများတယ်ထောက်ပံ့ပေးဖက်သူကလည်းတရားပတ်ကလေကျွန်တော်တို့ဒီဘက်မီဒီယာတွေမှာကျွန်တော်တို့မီဒီယာတွေမှာကြီးစုသူကအဲ့လောက်ဘာမှကိုမဆိုင်နိုင်ရှင်လို့ကိုမရတာနော်ရှင်လို့မရတဲ့အပြင်တော်မှာတရားနဲ့တောင်ပြန်တိုက်ခိုင်းနေတာရှိတယ်နော်တရားနဲ့တောင်ပြန်တိုက်ခိုင်းနေတာခွေးလေးဆိုတော့ကိုက်ရကိုစော်ဘိုးလေးနဲ့တော့မူမူခိုင်းတာဒါမျိုးကတရားနဲ့တောင်ဟိုလှော်ကျင်တဲ့သူတွေကအဲ့လိုတွေဝင်ဝင်မှန်းတော့ဟောပဲသိခနိုင်မလဲဟုတ်တယ်မလားဒါမျိုးတွေလည်းရှိမှာပဲတောင်းတဲ့ကလော်နေကြတယ် ်ဒီကျွန်တော်မိသားစုမှာအဲ့လိုရှိတယ်ဘူးကူကတွေ့တယ်ဆိုတော့အောင်အတွေ့လုံးဝမရှိဘူးအောက်တန်းသားအတွေ့အတဘူတယ်ပဲဒီရတဲ့စိုးတော့စိုးတာကဟိုလူနဲ့တို့ဒီလူနဲ့တို့အဲ့လိုတွေရှိတယ်အဲ့တော့တဖက်မီဒီယာနဲ့ကျွန်တော်တို့ကရှင်လို့လည်းမရတယ်လို့ပြီးတော့ကျွန်တော်တို့ဒီဘက်မှာကဒီနိုင်ငံတော်အစင်းရှိတဲ့ပြန်ကြားရေးရလည်းပဲတောင်းတောင်းလဲဘာမှကိုတို့ကထုတ်ပြန်မှုမရှိတော့ကိုပစံကိုဟာနဲ့ကိုနော် wifi ဘိုးဆိုလို့ချင်းတနေ့ data ဘိုးတွေကဒီတလတလဆိုသိန်းခန်းလောက်ရှိတယ်ဘေကားမှငါးပြားတစီမရဘူးဟုတ်ကဲ့လို့လားရှာဖွေပြီးတော့ကပောက်လုံးတယ်ဒီကြတဲ့အဲ့လိုအပြစ်တွေပြဿနာတွေဘောင်းဆောင်တွေလာလာမီးရှို့တာရှိအဲ့တော့မင်းတို့ခွေးတက်ရဲ့မီဒီညာတွေကပဲတထုပ်ပြန်မလဲကြောက်ခွေးစုံဝဆုံဆုံးနေတဲ့တည်င်းတွေပဲစီနေတယ်ဆိုတော့ကနော်ထုတ်ပြန်မယ်ဆိုရင်လည်းကိုပေါင်ကိုလှန်ထောင်းရကြမှာကြီးอ่ะအဲ့တော့ပဲတထုပ်ပြန်မလဲနော် မင်းတို့ခွေတန်းငေါတော်လိုင်းဘတ်ချံကိုဒီမြေပြင်မှာဆိုလဲမဆင်နိုင်ဘူးเนาะဒီမီဒီယာဘိုင်းမှာဆိုရင်လည်းဘယ်လိုမှမဆင်နိုင်ဘူးဆိုတော့ကမင်းတို့ပြောတော့မင်းတို့ခွေတက်ကြီးကနိုင်နေပါတယ်ဆိုအခုတော့လည်းအဆုံးကိုလက်ခံတက်လာကြပြီဟုတ်လားဟမ်ကဲတော့ဒီညပိုင်းလေးကတော့ဒီတော့ပါပဲကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကောင်တော်လေးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်လည်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးကင်းကြပါစေညာ